Hello. Welcome to my channel. ဒီနေ့မှာတော့အညာဒေတာအစားအစာဖြစ်တဲ့တမုံဘူးတုတ်လေးနဲ့အခန်းကြီးကြီးပန်ထွေဖျော်လေးကိုလှူစားပြမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။မဇင်ပါရှင်။ဒီဗီဒီယိုလေးထဲမှာတော့တငယ်ချင်းအိမ်ကို အလဲသားရဲနဲ့သူ့လုတ်ကျွေးတဲ့အညာဒေတာအစားအစာလေးတွေအကြောင်းကို ပြောပြပေးသားမှာဖြစ်ပါတယ်။အော်အညာစာဆိုလို့အညာသားမဟုတ်ဘူးနော်။စာပါ။ ူလှုပ်ကြွေးတဲ့အစားစာကဒီအညာဒေတာမှာပဲရတဲ့တမုံပွင့်တုပ်ပေါ့နော်တမုံပွင့်တုပ်တမုံပွင့်ကနေရတာပေါ့သူအပွင့်လေးတွေတမုံပွင့်လို့လည်းခေါ်တယ်တမုံဘူးလို့လည်းခေါ်တယ်ပေါ့နော်အဲ့ဒါကိုသူတို့ကဒီပေါ်တဲ့အချိန်ပေါ်ရာဒီစာပေါ်တဲ့အချိန်မှာခူးပြီးတော့နေချောက်လှမ်းပြီးတော့စင်ကာပူပို့လိုက်တာဒီရောက်တော့ကျတော့ပြုတ်တယ်ပေါ့နော်ပြုတ်တဲ့အချိန်မှာ တဲ့အချိန်မှာမကြီးမကြီးသေးလေးနည်းနည်းထဲ့တယ်ပေါ့။ဘာလို့လဲဆိုတော့သူကသူ့အရတာကခါတသက်ရှိတယ်ပေါ့နော်။ဒါပေမဲ့ကျဲရင်ကဒီလိုခွေးတော့ရွဲ့တို့အဲ့လိုပုံစံမျိုးအခါမဟုတ်ဘူးကွာ။သူ့ပုံစံကခါတသက်လေးနဲ့စိတ်စိတ်လေးမဇလီဘူးတော့အရတာပုံစံမျိုးပေါ့နော်။အဲ့လိုလေးဆိုတော့ကျမရင်းနဲ့လည်းညီညွတ်တယ်။စားလို့လေးကောင်းတယ်ပေါ့။အဲ့ဒါကိုသူတုတ်ကြည့်တာပါ။ကဲတုတ်နည်းလေးကိုပြပြပေးမယ်နော်။ ပရမအူဆုံးသူ့ကိုအရင်ပြုတ်လိုက်တယ်ရေအကြာကြီးနှစ်ရက်လောက်ရေစိမ်ပြီးမှပြုတ်လိုက်တယ်ပြုတ်တဲ့ချိန်မှာမကြီးသေးမကြီးနစ်လေးကိုထည့်တယ်နောက်တစ်ခုကတော့လိုအပ်တဲ့ပစ္စည်းတွေကတော့စီချက်လိုမဲ့ပဲမုတ်စားအချိုမုတ်တံပြာတီနောက်တစ်ခုကမြေပဲလှော်ထားတာပေါ့နော်မြေပဲလှော်ထားတာလေးထောင်းထည့်မယ်နောက်တစ်ခုကပဲမုတ်လိုမဲ့ ေးတော့ငယုတ်တီးအလော်မုံပေါ့မစင်တို့ကတော့ငယုတ်တီးကိုအလော်မုံပဲတုံးတယ်ပေါ့နော်ကြားရတဲ့အစိမ်းလေးတွေပါလေထည့်လို့ရတယ်ပြီးတော့ကြက်သွန်နီးပပလီထားတာကိုရေစေးပြီးတော့ထည့်မယ်ဘာလို့လဲဆိုတော့အတုပ်တွေထဲမှာကြားရကြက်သွန်စိမ်းကအရန်ပြင်းတဲ့အတွက်ကြောင့်မလို့ပပလီပြီးတော့ရေနဲ့စစ်ပြီးလို့ဒီနဲ့တေချာနေစေးပြီးတော့ထည့်တယ်ပေါ့နော်ကြီးစော်မနောင်လို့ပေါ့အဲ့ဒါပြီးရင်ခန်းကျင်တီထည့်တယ်ပြီးတော့အကုန်လုံးရောတမမွေပြီးတော့ အားလုံးထည့်ပြီးတော့နှံ့အောင်နေလိုက်တဲ့ချိန်မှာအရန်ကိုမှွေးပြော်ရန်ကိုစားခြင်းစရာလေးဖြစ်နေပါပြီ။အဆောက်ကောင်းနဲ့မှွေးပြော်စိတ်စိတ်လေးနဲ့ခတ်တက်လေးနဲ့တော်တော်ကောင်းနေပေါ့နော်။မက်စင်ကပထမဦးဆုံးစားဘူးပြီးတော့ဒါဒုတိယချိန်စားတာပေါ့နော်။အရန်ကြိုက်တယ်။အရန်စားလို့ကောင်းတယ်။သူကလေဘာဖြစ်လို့တမုံပင်လို့ခေါ်တာလဲဆိုတော့ဟိုးရှိရှိတော့ကပေါ့နော်။ အာသူရဲ့သူကကျမကြီးနဲ့လေညီညွတ်တယ်နောက်တစ်ခုကသူပင်စီကနေစာပြီးတော့ဟိုအပွင့်ထီးကဆေးဘက်ဝင်တယ်တဲ့အဲ့ဒါကြောင့်မို့လို့ကျမကြီးနဲ့ညီညွတ်ပြီးတော့ဆေးဘက်ဝင်တဲ့အပင်မို့လို့တမားတော်တွေဆေးကူးစရာမလိုအောင်ဟိုကျမကြီးချရပေါ့အဲ့ဒါကြောင့်မို့လို့အဲ့ဒီအပင်ကိုတမားတော်တွေမုံတဲ့အပင်မို့လို့တမုံပင်လို့ခေါ်တာပါလေရှင်ကျမတော့ရမ်းကြိုက်ပါတယ် သူလေးနဲ့တွေ့စားဖို့ခရမ်းညင်ကြီးပန်ထွေဖြော်ထားပါတယ်။ခရမ်းညင်ကြီးပန်ထွေဖြော်ကလူရန်လုံနိုင်နေဆိုပေမဲ့မဆင်တို့လိုနိုင်ငံခြားမှာလူနေနေတဲ့လူတွေအတွက်မလွယ်ကူပါဘူး။မီးတွေးလဲမီးတွေးနဲ့လဲဖုတ်ဆရာမရှိသလို air fryer လည်းမရှိပါဘူးအဲဒါကြောင့်မို့လို့အလွဲတကူပြုတ်လိုက်ပါတယ်ပြုတ်ပြီးသားခရမ်းညင်ကြီးတွေကိုအေးခံပြီးတော့အခွန်နွားတယ်အာပြီးကြရင်တော့ပြီးရင်ကြေအောင်လို့အသေးချာခြေပေးတယ်ပေါ့နော် ေချာလေးချိန်ပေးပြီးမှခြေရပါတယ်အကုန်နှံ့အောင်ခြေပေးရတယ်ပေါ့နော်မဟုတ်လို့ရှိရင်ခင်းညင်သေးတွေမကြည်တဲ့ခါကျရင်စားလို့မကောင်းဘူးပေါ့နော်음ဒီနေရာမှာခြေပုံခြေနည်းကိုပြောပြမယ်နော်ရီစားဟောင်းကိုမကျင်တတ်တာကိုမကျင်တတ်တဲ့လူတွေရဲ့မျက်နှာတွေကိုမြင်ပြီးတော့တေချာဟိုခြေပေးလိုက်ပေါ့နော်အဲ့ဒါဆိုခဏလေးနဲ့ကြည်သွားပါလိမ့်မယ်စားတာပါ စိတ်ရှည်ရှည်နဲ့အကုန်လုံးခြေပြီးသွားတဲ့နောက်မှာတော့အကုန်လုံးကြည်သွားပြီဆိုရင်တော့ငပိဖုတ်ထားတာလေးကိုထည့်မယ်။ဩငပိဖုတ်ဆိုလို့ဒီမှာကငပိဖုတ်ဆရာကလည်းခက်ခဲတယ်ပေါ့နော်။အဲ့ဒီတော့မိုက်ခရိုဝေ့ထဲမှာပဲဖြစ်ဖြစ်ဒီ gas မှာပဲဖြစ်ဖြစ်ဇွန်းလေးမှာဓာတ်လေးမှာပေါ့နော်ကတ်ပြီးတော့ပပလေးกินလိုက်တယ်ပေါ့။กินပြီးလို့ရှိရင်ပါဝင်တဲ့ပစ္စည်းတွေကတော့နနံပင်ချက်သွင်းမိတ်အချိုမုတ်ပြီးတော့အာငရုတ်တီချက်သွင်းနီး စာနဲ့ငယ်လိုအပ်ပါတယ်အဲ့ဒါလေးကိုအကုန်လုံးရောသမားမွေအကုန်လုံးရောထည့်ပြီးပြီဆိုလို့ရှိရင်တော့နှာအောင်နဲ့အကုန်လုံးရောသမားမွေစုနေပြီလို့ရှိရင်တော့စားလို့ရပါပြီရှင်ကြည့်ရှုပေးတယ်တယောက်ချင်းစယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် နောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြမယ်နော်